အားလုံးပဲမင်္ဂလာပါ။နောက်ယူစီ YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအက္ကဆောရေးသားထားတဲ့စုံထေးဥပဒါနဲ့အပြူပါတနခါအတွဲ၃ရဲ့စာစဉ်တစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာလေ Channel လေးကိုလက် Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဆက်လိုက်ကြဆိုဗျာ။ရွာပြန်ရောက်တော့မိုးဥတော်ကြာနေပြီပေါ့ဗျာ။ ဒါပေမဲ့မိုးကကောင်းကောင်းမရသေးတော့လေထုံလို့တော့မရသေးဘူးပေါ့မိုးဖြန်ဖြန်ရွာပြီးမြေသားနေနေပြော့ထွေးပြီးလာတော့မှလေထုံကောင်းတာမဟုတ်လားဒါပေမဲ့လည်းမကြခင်စိုက်ကြပြိုးကြတော့မှဆိုတော့လေတွေတော့ပြင်းနေပြီပေါ့ဗျာမိုးကြဆိုပေမဲ့နေ့တိုင်းမိုးမရောဆိုတော့ကျုပ်တို့လည်းလေပြင်းနဲ့လေထဲမှာလူစုမိနေတာပေါ့ဗျာနေရာလဲပူတာဆိုတော့နေ့လေကြတော့နွားတွေဖြုတ်ပြီးတစ်ပင်ရဲအောင်မှာစုထိုင်မိကြတာပေါ့ရွာကာလာသားတွေရောလေထဲစင်းကြရဲ့လေသမားတွေရောပေါ့ဗျာအားလုံးကယောက်ျားသားတွေကြီးပါပဲ။ မိန်းကလေးတွေဆိုရင်အတင်းယောက်ျားလေးတွေဆိုလို့ရှိရင်အဖင်းဆိုတဲ့စကားအတိုင်းယောက်ျားလေးတွေစုမိပြီဆိုတော့ဟိုအเจ้าဒီအเจ้าပြောနေမိန်းမတွေအเจ้าလေးပြောကြဆိုကြတာပေါ့ဗျာပြောနေကြရင်ပီယာစေးတွေအเจ้าပဲရောက်သွားပါရောဒီတော့မောင်သိန်းဆိုတဲ့ကာလာသားသူ့အိတ်ထဲထည့်ထားတဲ့လက်ကင်ပွားလေးကိုဖြန့်ပြရဲဗျအဲဒီလက်ကင်ပွားလေးထဲမှာအိမ်မြောင်မိနှခွာလေးလည်းပါတယ်ဗျို့ဟာမောင်သိန်းအဲ့ဒါဘာလဲကွာတွေ့နေရတဲ့တန်းနဲ့ဗျာဒါအိမ်မြောင်မိနှခွာဗျာ ဆောင်းထိုင်းမျက်နှာပွင့်တယ်လူချင်းလူခင်များတယ်မိန်းကလေးရင်နဲ့တွေ့ရင်တော့ဗျာဟဲ့ဟဲ့ကျုပ်လေတော်တော်စိတ်ဝင်စားသွားတာပေါ့ဗျာမောင်သိန်းမင်းဟာတကယ်ဟုတ်ရဲ့လားကွာမောင်သိန်းကကျုပ်တို့ထက်ကြီးလေသုံးလေးနှစ်ပေါ့ဗျာရွာမှာတော့မောင်သိန်းခေါ်တာနဲ့ကျုပ်လေမောင်သိန်းလိုပဲလိုက်ခေါ်တာပေါ့ဗျာကျုံမိလိုက်တော့မောင်သိန်းကကျုပ်ကိုမျက်ဆောင်ထိုးပြီးကြည့်ရဲ့ဗျခမရမကြုံဘူးသေးလို့မယုံနာဗျ ကျုပ်ဆိုဒီရွာမှာဒါလေးအစွမ်းနဲ့တော်တော်ခီးပေါက်နေပြီဗျလှုပ်ဆမ်းမအောင်ဗျကျုပ်တို့လည်းတိအောင်ပေါ့ဗျခမရတို့ဘာသူမှတော့ပြန်မပြောနဲ့တော့ရွာလေးမှာကုံစုံဆိုင်ဖွင့်အောင်နဲ့အပြူကြီးမက်ကက်စီကိုတိတယ်မဟုတ်လားတိတာပေါ့ဗျာကက်စီနေပြီတော်တော်ကတ်တယ်သူမလို့ငယ်နံမဲမက်ရှူဝင်ပြောက်ပြီးတော့မက်ကက်စီဆိုပြီးနာမည်တွင်သွားတာမဟုတ်လားမောင်သိန်းကခေါင်းညှိပြီးတော့အေးအဲ့ဒီမက်ကက်စီယောက်ျားယူရင်တောင်မှပဲ သူယောက်ျားကိုချက်ပြုတ်ကျွေးနေကုန်ကြမယ်ဆိုပြီးတော့ဈေးတွက်တွက်ပြီးလင်းမြူးတယ်ကွာခမရတို့ထရရောမကတ်ဆေးစီမှာအကျွေးတွေပါလေယူဝဲလူရှိလို့လားမောင်သိန်းကမေးလိုက်တော့ကျုပ်တို့တစ်ပင်ယောက်ကယောက်ျားလေးတွေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ခေါင်းခါလိုက်တာပေါ့ဗျာမကတ်ဆေးဆိုတာနာမည်အတိုင်းကိုကတ်ဆေးလွန်းတာဗျအကျွေးဆိုရင်လည်းတခါမှမပေးဘူးဒီတော့မောင်သိန်းကအောင်းနိုင်သူပြုံးနဲ့လမ်းမှာထောင်ပြီးတော့သူ့ရင်ဘက်ကိုသူထိုးပြတယ်ဗျမင်းတို့မရဘူးပဲမြဲ မကက်စီယာငါ့ကိုတော့အကျွေးလေးရောင်းတယ်။ငါငွေလွင်လဲသူ့စီတွားတွားဆွဲနေကြကွာ။ဗျာဟိုရဟိုရလားဗျာ။ဒါဘောကွာ။အဲ့ဒါဘာကြောင့်လဲဆိုတော့မကက်စီစီဈေးဝယ်သွားရင်ငါဟော်ဒီအိမ်မြောင်မီးနှခွာလေးကိုအိတ်ကတ်ထဲထည့်သွားတယ်ကွာ။ပြီးတော့သူ့ဆိုင်ရှိရောက်တာနဲ့ဒီအိမ်မြောင်မီးနှခွာလေးကိုပုတ်ပုတ်ပြီးတော့မျက်နှာဖွင့်တာကွာ။မကက်စီယာသူများဆိုလို့ရှိရင် အစစ်ပေးဖို့မပြောနဲ့အလေးတောင်မှတိတ်ပြီးပြည့်ပြည့်ချင်းတော့မဟုတ်ဘူးကွာ။အေးဒါပေမဲ့ ငါဒီလိုလှုပ်သွားရင်တော့ဘိုးဘိုးသားသားချိန်ပြီးတဲ့ပြင်တခါတလေအစ်စ်တောင်ထည့်ပြီးတဲ့ဗျာကျုပ်တို့လည်းမောင်သိန်းစကားကိုမယုံပေမဲ့သူပြောနေတော့လေခေါင်းငြိမ်ရတာပေါ့ဗျာမောင်သိန်းကဆက်ပြောတယ်ဗျာပြီးတော့အကြီးမုံတူမတို့ဘိုးလေးကျော်ရဲ့သမီးတို့ဆိုရင်ငါ့ကိုတော်တော်ဆွေးနေကြတာကွာပြောရမှာတော့မကောင်းပါဘူးကွာငါလေသူတို့နဲ့ဆိုရင်ဟောဒီအိမ်မောင်မင်းခွာလေးပုတ်ပုတ်ပြီးတော့မျက်နှာဖွင့်တယ်တခါတလေကြရင်လေ သူတို့မသိအောင်လို့သူတို့ဒါလေးနဲ့တို့တို့ပြီးပြောကြဆိုတော့အဲအခုဆိုရင်ငါသူတို့အိမ်ရှိများဖြတ်မသွားနဲ့ဖြတ်သွားလိုက်တာနဲ့အကုံမောင်သိမ့်ကုံမောင်သိမ့်ဆိုပြီးတော့လန့်လန့်ခေါ်တတ်ကြတာကွာငါလည်းအိမ်တော်ပြုတ်ကိုစိတ်ကူးမရှိသေးလို့ဒါပေါ့စိတ်ကူးရှိလို့ကတော့တယောက်ဘက်ကိုစောင်းလိုက်တိုင်းနဲ့ရပြီပဲမောင်သိမ့်ပြောတာကိုကျုပ်တို့ကာလာသားတွေကတော့ပါဇက်အဟောင်းသားနဲ့ကြည်နေကြတာပဲဗျာသူပြောတာလည်းဟုတ်နေတာ哦မောင်သိမ့်ကလည်းအကြီးမုံတို့ဟိုလီချိုတို့အိမ်တို့အဝင်ထွက်ရှိတာ哦ဗျာ ူပြောတဲ့မိန်းကလေးရင်းနဲ့လေတရွဲ့ရွဲ့နဲ့ဦးအလကားပါမောင်သိန်းရကျုပ်တို့ပြောသမျှကိုကိုင်းလေးဝါပြီးတော့ခေါင်းတင်းကြီးကြီးနဲ့နားထောင်နေတဲ့ဥပဒါကြီးကထပြောတယ်ဗျမောင်သိန်းကလည်းဥပဒါကိုဘူးကြည့်ကြည့်တာပေါ့ဥပဒါကသူဝါနေတဲ့ကွန်ဒရီကိုပြစ်ခနဲ့ထွေးလိုက်တယ်အဲနှကမ်းမှာပြနေတဲ့ကွန်ဒရီကိုလက်ဝါးနဲ့တုပ်လိုက်ပြီးတော့မင်းပြောတာရအလကားတွေပါမောင်သိန်းရဟိုကောင်မလေးတွေကမင်းကိုခေါ်တယ်ဆိုတာအလကားခေါ်တာမှမဟုတ်တာကွာငွားသာစင်ခိုင်းမှု ထင်းခွဲထင်းပေါက်ခိုင်မခေါ်ကြတာများငါမသိဘူးများမှတ်နေသလားဦးဝါသားကြီးပိတ်ပြောလိုက်တော့မှမောင်သိရဲ့မျက်နှာပြတ်သွားတယ်အာအဲ့ဒါကျုပ်ကအလကားမနေတတ်ဘူးဗျတကူမဟုတ်တကူလုံနေမှအလုံးနဲ့လက်နဲ့မပြတ်နေမှနေတတ်တာဘူးဗျဘူပါတာမောင်သိန်းကိုအပိုလီပြောပြန်ပြီဆိုတဲ့အကြီးမျိုးနဲ့ကြည်ရင်ဒါဆိုအခုရောလကားနေရမဟုတ်ဘူးလားအလုံးနဲ့လက်နဲ့မပြတ်ချင်ဘူးဆိုရင်ဟုတ်ဟုံးမှာတော့လေထုံးနေပါလားကွာ မောင်သိန်းကပြုံးပြီးပြီးနဲ့ခေါင်းကုတ်တယ်ဗျမကတ်စရာမင်းကိုအစ်စ်ပေးတယ်အကျွေးပေးတော့မင်းကကျင်းနေနေပုံပဲတကယ်တော့မင်းမေကမကတ်စီကိုမင်းတို့လေသုံးရင်ကရောင်းထားတဲ့ငွေတွေတွားရထားတာမဟုတ်လားဒါကြောင့်မင်းလိုသမျှဟိုကပေးနေတာကွာမကတ်စီအကြောင်းတရားလုံးသိတယ်တချိန်ကျရင်မင်းမေအပ်ထားတဲ့ငွေတွေကနေပြန်နှုတ်ချင်နေလို့မင်းကိုပေးကမ်းနေတာကွာဘူပါတာပိတ်ပြောလိုက်တော့မောင်သိန်းကဘာမှမပြောနိုင်တော့ဘူးဒါနဲ့ကျုပ်လေးထမိလိုက်တယ် ဒါဆိုမောင်သိန်းရဲ့အိမ်မြောင်မိနှခွာမဆွမ်းဘူးပေါ့ဥပါဒာကောင်းခါပြီးတော့ဒီလိုတော့ငါမပြောချင်ဘူးဒါပေမဲ့ဒီလိုနီးလန်းမျိုးကမဖြူစင်ဘူးကွာဒါဆိုဘလို့နီးလန်းအဖြူစင်တာလဲကြုံမိလိုက်တော့ဥပါဒာကောင်းငိမ့်နေဥပါဒာကြီးကပီယာစင်းနီးများပေးမလားဆိုပြီးတော့အားလုံးကစိတ်ဝင်စားနေကြတာပေါ့ဗျာဒီလိုကွာတိတ်တိဆယ်ပါးမှာပီယာတိတ်တိဆိုရလဲတခုပါဝင်မဲကွာ ါပေမဲ့တိတ်ထီတမျိုးမျိုးရဖို့ကမလွယ်ဘူးဒီလသမารီနဲ့ကျင့်စဉ်တစ်ခုကိုဇွဲရှိရှိနစ်စီလမ်းများကျင့်နိုင်မှရတာကွအဲ့ဒီလိုရတဲ့တိတ်ထီမျိုးကြတော့ဖြူဖြူစင်စင်နဲ့ရထားလို့ဖြူစင်တယ်လို့ခေါ်တယ်နောက်ပြီးတော့အထက်ပုဂ္ဂိုလ်ကပဲဖြစ်ဖြစ်နမင်းနေရာပဲဖြစ်ဖြစ်ကိုနဲ့ရေဆက်ရှိလို့ကိုကိုချစ်လို့ပေးတဲ့တိတ်ထီမျိုးလည်းရှိတယ်ဒါကတော့ရှားပါတယ်ဒီလိုတိတ်ထီတွေကလည်းခုနလိုပဲနည်းနည်းဖြူစင်တယ်လို့တော့ခေါ်နိုင်တယ်ကွာ ဒါဆိုမဖြူစင်ဘူးဆိုတာပေါ့ဗျစေနီအင်းကြီးတွေနဲ့လှုပ်ထားတဲ့အစီရင်တွေကြတော့မဖြူစင်ဘူးပေါ့ကွာအဲ့ဒီလိုနီလန်းနေရကောင်းချိုးတဲ့ဆိုးချိုးပုံများတယ်ကွာအခုပဲကြည့်လေအိမ်မောင်မင်းတစ်ခါကိုမင်းပြရရလဲမောင်သိအဖေကရမလဲဗျအိမ်တိုင်မော်တွေ့ရတယ်ရိုက်တက်ပြီးယူထားတာပေါ့ဥပသာကောင်းညင်ပြီးတော့အေးအဲ့ဒါပဲကြည့်လေကွာသူများအသက်ကိုတက်ပြီးမှလှုပ်ရတဲ့တိတ်ထီကကောင်းတဲ့တိတ်ထီဖြစ်မလားကွာ မောင်သိန်းကသူ့အင်ကြီးအိထရာလက်ကင်ပွားလေးနဲ့ထုတ်ထားတဲ့အိမ်မြောင်မီးနှစ်ခွက်ကိုထုတ်ကြည့်တယ်။ဒါဆိုဒီလိုနီးရံမစွမ်းမှုပေါ့။စွမ်းနေမစွမ်းမှုဆိုတာထဲမတိနားမလဲပဲတော့မဆန်းသက်ကောင်းမှုကကောင်းကျိုးတဲ့စိုးကျိုးပုံများတယ်။ကိုကအဲ့ဒါလူချင်းစောနဲ့လိုက်လုံနေလို့အချင်းကိုလူပင်မှန်းပါတယ်ကွာ။မင်းတို့ကလူငယ်တွေမို့လို့ဆန်းသက်ချင်အောင်ငါအပြစ်မပြောပါဘူး။ဒါပေမဲ့မကောင်းတဲ့ຢာရီတို့တော့မဆန်းသက်တာအကောင်းဆုံးပဲကွာ။ ဥပါဒာပြောဆိုပြီးတော့ယင်းနေချမ်းတစ်ခက်ငှဲ့တော့တယ်ဗျကျုပ်တို့လည်းသူပြောတာကိုခေါင်းတကျင်းကြီးနဲ့ထောက်ခံလိုက်တာပေါ့ဗျာတရက်တော့ကျုပ်တို့လေတဲ့အစင်မောင်သိန်းကတောင်းတလုံးရွက်ပြီးတော့ရွာနေထွက်လာတာပေါ့ဗျာဒါပေမဲ့လေတဲ့စိမဲ့ဘက်ကိုမသွားဘဲနဲ့ဟိုတော်တန်းဘက်ကိုလှည့်ထွက်သွားပါရောကျုပ်လေသိကျင်တာနဲ့လှန့်အောင်လိုက်တာပေါ့မောင်သိန်းလေကဒီဘက်မှာလေဗျာခမရထမင်းတောင်းကြီးရွက်ပြီးတော့တော်ရဲသွားမလို့လားခံတောင်းလေးတွေဆိုတာကျုပ်တို့ဘက်မှာထမင်းထဲ့နေကြဗျာ ဒီတော့သူ့လက်ထက်တောင်းလို့ရလဲထမင်းနေထည့်ထားရလို့ကျုပ်ကသိလိုက်တာပေါ့မောင်သိန်းကကျုပ်ကိုလှည့်ကြည့်ပြီးတော့ကျုပ်နောက်ပြေးလာတယ်နောက်ဖက်တော်ရန်ထဲမှာရသေးတစ်ပါးရောက်နေအောင်မင်းမသိဘူးလားကွာမသိဘူးလေကျုပ်ကိုပြောမှမပြောတာအေးကွာရောက်တာတော့တပတ်နှစ်ပတ်လောက်ပဲရှိအောင်မယ်ရသေးကြီးကတော်ထဲမှာတရားလာကျင့်တယ်နဲ့တူပါတယ်ကွာအဲ့ဒါငါလဲထမင်းဟင်းနေကျုံရင်ကျုံသူတို့တွားလောင်းနေအခုလဲတော်ထဲတော်မလို့မင်းစိတ်ဝင်စားရင်လိုက်ခဲ့ပါလား ကျုပ်လည်းဒါမျိုးကြတော့နောက်ကျခံလို့မဖြစ်ဘူးလေဗျာဒါနဲ့ပဲအငယ်ကောင်ကိုကျုပ်သေးလာတာတွေကိုပေးလိုက်ပြီးတော့ကျုပ်ကတော့မောင်သိန်းနဲ့လိုက်ခဲ့တာပေါ့အနောက်ဘက်ဒေါ်ရန်ကတောင်နဲ့ဆက်နေရတော့ဗျအဲ့ဒီဒေါ်ရန်ဘက်ကိုလူသူသိမ့်မသွားကြဘူးဗျဘာလို့လဲဆိုတော့အဲ့ဒီဒေါ်ရန်ကတခါတော့ကရွာတုတ်တန်ဟောင်းဗျရွာရွှေတော့တုတ်တန်လည်းရွှေ့လိုက်တာပေါ့နှစ်တွေကြာလာတော့ဒေါ်ရန်ဖြစ်သွားတာပေါ့ဗျာဒေါ်ရန်နဲ့သွားနေရင်သိမ့်မကြခင်မှာပဲဈေးဒီပြည့်လေးရှိတဲ့ကုန်းတစ်ခုကိုရောက်လာကြတယ် ကျုပ်တို့ရွာလူတွေကတော့အဲ့နေရာလေးကိုလွမ်းစီဒီကုန်းလို့ခေါ်တယ်ဗျ။အဲ့ဒီလွမ်းစီဒီလေးကရွာဆရာတော်တပါးပြန်လည်တော်မူတော့တည်ထားတဲ့ဇေဒီလေးပါ။အဲ့ဒီနာကုန်းကတော့အရင်တော့တုတ်တန်ကြီးပေါ့ဗျ။လွမ်းစီဒီလေးနာမှလည်းတဲအိမ်လေးတစ်ခုကိုတွေ့တယ်ဗျ။ဝါနေခက်ချမ်းချမ်းစောက်ထားပြီးတော့ထက်လက်တွေလည်းမိုးထားတယ်တဲလေးဗျ။ကျုပ်တို့ရောက်တော့ရသေးရတရွင်းတစ်ချောင်းနဲ့မြေကြီးကိုတူးနေတယ်ဗျ။ဖိုင်ဒီဖိုင်ဒီကိုဆွမ်းလာပို့တာပါရတေးကြီးကလန့်သွားပြီးတော့လက်ထက်ရတုံးရုံပြစ်ချလိုက်တယ်ဗျ။ အေးအေးလာကြလာကြမောင်သိန်းကတောင်းနေရဓမင်းနေနဲ့ဟင်းတွေကိုရသေးကြီးရဲ့တံပကံပြားနဲ့ချိုင်းတလုံးလေးကိုထည့်ပေးလိုက်တယ်ဗျနောက်တော့ရသေးကြီးကိုထိုင်ကြတော့တာပေါ့မောင်သိန်းကတော့ကျုပ်လေးလိုက်ကြတော့တာပေါ့ဗျရသေးကတော့အသက်က90ကျော်60လောက်တော့ရှိမယ်ဗျအသားလည်းမဲလိုက်တာဗျအညာသားအသားမဲသလိုမဟုတ်ဘဲနဲ့ကလားမဲသလိုမဲတာဗျကိုပေါ်မှာတော့အနဲ့ရောင်တင်ငန်းကြီးဝတ်ထားတယ်ဖန်ရီဆိုးတင်ငန်းဆိုပေမဲ့အနဲ့ရောင်ပဲပုံများတယ်ပေါ့ဗျာ ရသေးဆိုပေမဲ့တောက်ချာတွေဘာတွေမရှိပါဘူးကရုံးပြောင်ပြောင်နေပဲကျုပ်တို့ကတော့ဘာမှတော့ပြန်မပြောပါဘူးဗျာကျုပ်လည်းသိနေတာနဲ့ရသေးတယွင်းကြီးနဲ့ဘာလုပ်နေလဲဗျာအော်ဘာမှမဟုတ်ပါဘူးကွာတပင်းလေးဘာလေးစိုက်မလို့ပါဒါနဲ့ကျုပ်တို့ပြန်ခဲ့ကြတယ်ခလန်းလန်းရောက်တော့မှမောင်သိန်းကရသေးကြီးကိုပြောဖို့မေးခဲ့လို့ဆိုပြီးတော့တဲလေးစီကိုပြန်ပြေးသွားတယ်ဗျတဲရှိမှထိုင်နေတဲ့ရသေးကြီးနဲ့ မောင်သိန်းတို့တို့ကြည့်ကြည့်နေပြောနေကြတာပါပဲဗျာကျုပ်ကလည်းပေတရာလောက်ဝေးတာဆိုတော့သူတို့ဘာတွေပြောနေသေးဆိုတာကျုပ်လည်းမသိရဘူးပေါ့ဗျာအဲ့ဒီအချိန်မှာပဲကျုံနှပေးနားမှာရှိတဲ့ခြုံကလှုပ်သွားတယ်ဗျခြုံပင်ကပါပါလေးပါဗျာအရွက်ကလည်းတိတ်မရှိပါဘူးခြုံပင်ကလှုပ်တာလှုပ်တယ်လေလည်းမတိုက်တယ်လို့ခြုံပေါ်ခြုံအောက်မှာလည်းဘာကောင်းမှလည်းမရှိဘူးဗျကျုပ်လည်းထူဆန်းနေတော့ခြုံပင်ကတဖြန်းဖြန်းနဲ့သုံးလေးချက်တော့လှုပ်သွားပါရောဗျကျုပ်လည်းလန့်နေပြီလေဗျဒီနေရာကအရင်တော့ကတုတ်တန်ဟောင်းကြီး တရေလဲ၆တယ်လို့ပြောကြတယ်မဟုတ်လားကျုပ်ကြည့်နေရင်ကျုပ်ပင်နာတစ်ပင်ကတေကန်ကတဖြည်းဖြည်းနဲ့ညွတ်ကြလာတယ်ဗျတေကန်ကလက်သီးစုပ်လို့ပဲရှိမှာဘာကောင်းမှလည်းမမြဘဲနဲ့အခန်းကညွတ်ကြလာတာဗျဘလောက်ထိညွတ်တယ်လဲဆိုလို့ရှိရင်ကျုပ်ခေါင်းနှောက်လောက်ကိုတောင်ညွတ်ဆင်းလာတာကျုပ်လဲနေကင်းတောင်တောင်ကြီးတရေ၆နေပြီလို့သိလိုက်ပြီဗောဒီချိန်မှာပဲကျုပ်ပခုံးလာပုတ်တာခန့်ရတယ်ဗျအမလေးဗျကျုပ်လဲလန့်ပြီးလက်ကြည့်လိုက်တော့မောင်သိမ့်ဖြစ်နေတယ် မောင်သိန်းကကျုပ်ကိုထူးဆန်းစလုံးနဲ့ကြည့်ပြီးတော့ငါအဲ့လောက်တောင်ကြောက်เสียကောင်းနေလို့လားကွာကဲသွားကြစို့ကွာမောင်သိန်းကိုကျုပ်ကဘာမှမပြောတော့ဘဲနဲ့သူ့အနောက်ကိုပဲလိုက်ခဲ့တာပေါ့ဗျာကျုပ်တို့တော်တန်းကြီးကနေထွက်လာတော့ရွာဝင်သားမှလူတွေစုလို့ဗျကျုပ်လည်းသိကျင်တာနဲ့အပြေးကြည့်တာပေါ့ဗျာလူတွေကအုံနေလို့မနေ့တွန်းဖေးရတယ်လူတွေလည်းမှာတော့ကောင်မလေးတစ်ယောက်ကပက်လက်လေးဗျဟာအဲ့ဒါဘိုက်ထွေးရဲ့မြေလေးမဟုတ်လားဟုတ်ပါဗျာ ။ "तू ကဘာလို့အိတ်နေရလဲ?""အိတ်နေတာမဟုတ်ဘူးဟေ၊သေနေတာဟဲ့။ဗျာ။ဟုတ်တယ်။လေထဲစင်းရင်လေထဲကတဲဟောင်းဖြူတော့တဲခေါင်းမိုးမှာခွင်နေတဲ့မွေဝေးကခုန်ချပြီးတော့ငယ်တဲ့ကိုပေါက်ထည့်လိုက်တာပဲဟေ။ရွာထဲကလူတွေကတွေ့နေတော့သေနေပြီတဲ့ဟာ။နှမျောစရာကြီးဗျာ။ကောင်မလေးကအခုမှအသက်55 6လောက်ပဲရှိသေးတာဗျအပြူပေါက်ရွယ်လေးပေါ့ဗျာ ုံနှမျောတယ်ဆိုတာကတော့သူကဒီအသက်ရွယ်လေးနဲ့တည်သွားတာဟုတ်ဗျနည်းနည်းအသက်ကြီးလိုက်ရင်ကျုပ်တို့တွေသူ့ကိုပိုးလို့ပန်းလို့ရတယ်မဟုတ်လားကျုပ်တို့စီမှာအစိမ့်တွေတည်ရင်မီးရှို့တယ်ဆိုပေမဲ့အခုကပြုံးစားကြီးဆိုတော့စီစဉ်လို့လည်းမရသေးဘူးလေဗျာနောက်ပြီးရွာပြင်မှာတည်ရင်ရွာထဲအလောင်းမသွင်းကောင်းမှုဆိုတဲ့ယူဆလည်းရှိလေတော့အဲ့ဒီမင်းကလေးကိုရွာပြင်မှာပဲအလောင်းစင်နဲ့ပြင်ထားတာပေါ့ဗျာဒီနေ့ကလည်းနေ့တစ်ပိုင်းကျိုးတော့မှာမဟုတ်လားအဲ့တ냐ထားပြီးတော့နောက်နေ့ကျရင်မိသီဂျုံပဲပေါ့ဗျာ တရွာလုံးကလည်းစိတ်မကောင်းပါဘူးဗျာ။ဒါနဲ့ညနေကျတော့လေထဲကစောစောတက်ကြတယ်။ရွာထိပ်မှာလူသေးလောင်းရှိရင်စောစောပြန်ကြတာထုံးတယ်မဲမဟုတ်လား။ကျုံအိမ်ပြန်ရောက်တော့အဖေတို့လူကြီးတွေကဒီကောင်မလေးနိုင်ရဲ့အတွက်ဆွေးနွေးနေပြီဗျ။ကောင်မလေးဘက်ကချုပ်တဲ့တာမလို့မိတိကျိုးကိုအရက်ကကူညီပေးရမှာပေါ့ဗျာ။မိတိကျိုးရဲဆိုတာမြေချတယ်လို့မဟုတ်ဘဲနဲ့အကုန်ကြတိတ်မြတာ။ဒီလောင်းကြီးတလောင်းလုံးမိအကုန်ရှို့ဖို့အတွက်ထင်းဒီလောင်းစာတွေလိုရယ်လေဗျာ။ ပြီးတော့မိသည့်ဂျိုပေးတဲ့ကာလာသားတွေကိုလည်းအကြွေးမွေးတောက်ဆိုင်နေလေပြုစုပေးရသေးတာ ਉ အဖေကအိမ်ထဲဝင်လာတဲ့ချက်ကိုကြည့်ဒီကလေးမလေးကိုမင်းတို့တည်တည်ဆဲဆဲစက်မှတ်ပြီးတော့ဂျိုပေးလိုက်ကြပါငါတခါပြောထားမယ်နော်လွဲတာမှားတာတွေမလို့ချင်စိတ်ချပါဖေဟာတည်ဆုံသွားတဲ့ကလေးရဲ့မိဘတွေကတော့ဖြေးမစီနိုင်ဘူးပေါ့ဗျာအလောင်းကြီးကအသားတွေမဲတက်လာတာနဲ့တနခါးတွေဖွေးနေအောင်လူပန်းနေပန်းပြီးတော့ရွာထိပ်မှာပြင်ဆင်ပေးလိုက်တာပေါ့ဗျာ အဲ့ဒီညတကောင်လောက်ရောက်တော့တရွာလုံးကခွေးတွေဥကြတယ်ဗျ။ရွာထိတ်မှာအလောင်းရှိတာဆိုတော့ဒီလိုခွေးဥတာမကောင်းဆိုးရည်လားဆိုပြီးတော့တွေးကြောက်နေကြတာပေါ့ဗျာမနေ့ရောက်တော့ကျုပ်တို့လဲတယ်မစင်းနိုင်ပါဘူးဗျာရွာနောက်ဖဲဖုံးဆိုးကွင်းကြီးတဲ့ကိုသွားပြီးတော့ဒီကောင်မလေးကိုမိသိချိုပေးလိုက်ကြတာပေါ့လူတီကိုမိရှူတာတော့ကြားရဲဗျာနေတစ်ပိုင်းကြုံအောင်ကိုကြားတာဒီကြားတဲ့လူတီရဲ့အသားစားတွေကောင်းအောင်ရှို့ရတယ်တဇူဝါးတွေဘာတွေပါအကုန်လုံးမိရှို့ပြီးဖျက်ဆီးရတော့တာဗျာအားလုံးပြီးသွားတော့ညက်နေတောင်စောင့်နေပြီ အိမ်ရောက်တော့တယောကင်မွန်းနဲ့တကောလုံးဆေးရတယ်။ဒါကတော့မကောင်းတာတွေကပ်ပါမလား။တန်ဆင်သွားအောင်ဆိုရဲယူဆပါဗျာ။ညရောက်ရင်တော့ဓမင်းစားတောက်ပြီးအိတ်တာပဲပေါ့။ညနဲ့လာရင်အရင်ညလိုပဲခွေးတွေဥပြန်ပါရောပြို့။နောက်နေတော့မိုးတွေရွာတယ်ဗျ။ရွာတာလေတဲတဲမဲမဲကိုရွာတာ။ကျုပ်တို့ရွာသားလေသမားတွေအလုံးများတဲ့အချိန်ပေါ့ဗျာ။ကျုပ်တို့လည်းလှုပ်တွေလှုပ်ပြီးညနေရောက်တော့ပြန်လာခဲ့တယ်။အဲ့ဒီတစ်ပိုင်းလောက်ရွာထားတဲ့မိုးကမောသွားလို့ခဏနားတဲ့ပုံပဲဗျ။ဒီအချိန်မှာပဲဆေးဆရာဦးမကြီးက လွဲကြီးလွဲပြီးတော့တက်တော့ရိုက်ပြေးတယ်ဗျကျုပ်လည်းသိကျင်တာနဲ့လိုက်ကြည့်နေတာပေါ့ဗျာဦးမကြီးနောက်ကမောင်သိအမေကြီးကအမောတကောနဲ့ပြေးနေပြန်ပါတော့အကျုပ်လည်းမောင်သိအမေကိုလှလှန်ဆွဲလိုက်တာပေါ့အကြီးအကြီးနေသမောင်ဘာဖြစ်လို့ပြေးနေကြလဲဘသူဘာဖြစ်လို့လဲနင်းတငယ်ချင်းမောင်သိအတော်ဖျားနေလို့ဟာဖျားတာမှဆန်းသလားကြီးဟာဒါတော့ငါလည်းသိတာပေါ့ဒါပေမဲ့ဒီတကာဖျားတာဆန်းနေဟာကြောင်ကရမ်းနေអော်ပြီးတော့ចောက်လေចောက်နေတာ ဒါနဲ့ပဲဥမတ်ကြီးပြေးပြင်ရတာပေါ့တာမန်ဖျားပဲလားအပမီရလားတော့မသိပါဘူးအပမီရဲဆိုတာကြားတာနဲ့ကျုပ်လည်းသိကျင်သွားတယ်ဗျဒါနဲ့သူတို့နဲ့အတူတူပြေးလိုက်ခဲ့တာပေါ့ဗျမောင်သိန်းကိုတက်လိုက်တော့ဆေးဆရာကြီးနဲ့မောင်သိန်းဆွေမျိုးတွေကဝိုင်းအောင်နေကြတယ်မောင်သိန်းကတော့အိမ်တောက်မှာထိုင်ပြီးတကုံလုံးဆောင်းနဲ့အုပ်ထားချတယ်ဗျမလာနဲ့ငါနာမလာနဲ့ဟေးဘာဖြစ်တာလဲငါဆေးဆရာမှတ်ကြီးကွာမင်းကိုကုပီကိုလာခဲ့တာ မလာနဲ့သွားသွားဦးမကြီးကမောင်သိန်းအမျိုးတွေကိုလှည့်ကြည့်တော့အမျိုးတွေကယောက်ျားနှစ်ယောက်ကမောင်သိန်းကိုဖမ်းချုပ်လိုက်ကြတယ်ဗျမောင်သိန်းချုံထားတဲ့ဆောင်ဆွဲဖယ်လိုက်တော့မှမောင်သိန်းကမျက်လုံးပြူးသားနေဗျမသွားဘူးဟိုမှာရက်နေတယ်မသွားဘူးမောင်သိန်းကအိမ်ရှိတကားကိုလမ်းညွှန်ထွင်းအော်နေတော့ပါဦးမကြီးကဆေးကျင်လုံးကိုထုတ်လိုက်ပြီးတော့ကျမ်းမြုံတပြဲပြဲနဲ့ရိုက်တယ်ဗျ။ဒါသွေးရိုးသားရိုးမဟုတ်ဘူး။အပမိတာပဲဟဲ့ မင်းတို့သူ့ကိုချုပ်ထားကြသန်းငါမေးစံကြည့်ပါဦးမယ်ဦးမတ်ကြီးကမောင်သိန်းကိုကြည့်ပြီးတော့ကဲဒီတငယ်ကိုဘလို့ပုပ်ကောဘာကြောင့်များပြူစားရန်ရှာထားတယ်လဲဆိုတာအထင်ရှားပြပါတုံခါနေတဲ့မောင်သိန်းကခွေကျသွားတယ်ဗျပြီးတော့စကနယ်ကောက်ထိုင်တယ်မျက်နာအမူအရာလည်းတော်တော်ပြောင်းသွားတယ်ဗျပိုပြီးတိတာတာတော့သပင်ကိုသိမ့်နေတာပဲဗျမောင်သိန်းရဲ့သပင်ကပိုကေဆိုပေမဲ့အခုတော့သူကကုန်းသားသပင်ကိုလက်နဲ့တက်ပြီးတင်းတယ်လို့လုပ်နေတာဗျ ဦးမတ်ကြီးဟာတစ်ချက်ကြည့်ပြီးတော့နင်ဘယ်သူလဲငါနာမည်ပိုးပြူအတန်အားခက်တီတီခက်ဆာဆာပဲဗျပိုးပြူဘယ်ကပိုးပြူလဲကျုပ်လည်းမသိဘူးလေဗျဒီတော့မှမောင်သိန်းရံပြောတယ်ဗျတနေ့ကဘိုးထွေပြီးဆုံးသွားတဲ့ဘာကြီးထွေရဲ့မြေပိုးပြူကိုပြောတာသူကိုယ်တိုင်ပြောမှကျုပ်တို့လည်းနားလေသွားတော့တယ်ဗျဦးမတ်ကြီးကကြမ်းမြုံချိန်လုံးနဲ့ရရင် နင်ကတေးပြီမဟုတ်လားဘာလို့သူ့ကိုဖမ်းစားထားရလဲမကြည်နဲ့လို့ဘာဟုမကြည်နဲ့တာလဲဒီကောင်ငါ့ကိုဆော်ခါလို့ဒီကောင်ကိုမကြည်နဲ့လို့ပူထားတာအိမ်ပေါ်မှာရှိနေတဲ့လူတွေအားလုံးလည်းအားအတင်းသွားကြတယ်ဗျနင်ကိုဘလို့ဆော်ခါလို့လဲငါ့ကိုနန်းနေနောက်ပြီးတော့ငါပါတနခေါက်လေချစ်ယူတယ်ဒီကောင်ကိုငါမကြည်နဲ့ဘူးဒီကောင်ကိုငါကိုယ်တိုင်တတ်မယ်ငါကိုယ်တိုင်တတ်မယ် အဲ့ဒီလိုပြောပြတာနဲ့မောင်သိန်းကကိုယ့်လက်ဘင်းကိုပြန်ညှစ်တော့တာပါပဲဗျာဘေးမှာကြည့်နေတဲ့လူကလက်မြန်လို့သာတော်သေးတာဗျာဒါတော့မှအတင်းယုံခံပြီးတော့လက်ဘင်းကိုညှစ်နေသေးတာမူမက်ကြီးလည်းချွေးတွေပြန်လာတာပါဗျာဟဲ့နေုံငါတို့ကောင်းရမွန်ရအောင်အမြပေးမယ်နင်သူစီကနေထွက်တော့မထွက်ဘူးလုံးဝမထွက်ဘူးမောင်သိန်းကကြောက်ကန်ညင်းနေတာဗျဒါနဲ့ဦးမက်ကြီးကလည်းမထွက်ရင်ကဲကွာကဲကွာ မောင်သိန်းကျော်ဂျိန်လုံးနဲ့တချွန်းချွန်းမြအောင်ရိုက်တာပါပဲမောင်သိန်းကလည်းအဆအတော့လွန်းလွန်းလူးနေတာပေါ့ဗျာနောက်တော့ဦးမကြီးကဆက်တာရိုက်နေရတယ်မောင်သိန်းကမထုံတက်တီးနဲ့ငုတ်တုတ်ကြီးထိုင်နေတာဗျဦးမကြီးနဖူးမှာဆိုရင်ချွေးသီးချွေးပေါက်တရားတပောက်ပေါက်နဲ့ကြနေပါရောထွက်စမ်းမထွက်ရင်နင်ဒီထက်အသားနာလိမ့်မယ်ရိုက်စမ်းရိုက်စမ်းငါ့ကိုကြိုက်တယ်လို့ရိုက်ငါမနာဘူးဦးမကြီးကလွှဲလွှဲပြီးရိုက်တာပါပဲဗျာမောင်သိန်းတကောလုံးဂျိန်လုံးရည်နဲ့ပြည့်နေတာပါပဲ မောင်သိန်းကတော့အပြုံးမပြတ်ဘူးဗျ။ဟာဟာရိုက်ဆန်းရိုက်ဆန်းမူမကြီးကလည်းအတော်မောနေပြီဗျ။ဟောဟဲဟောဟဲနဲ့ကိုအသက်ရှူနေရတာ။နောက်တော့သူလည်းဖခင်ကျောင်းတော်မို့ကြီးလိုက်တယ်ဗျ။ဖခင်တောက်တော်ရီခွက်ကိုဆွန့်လိုက်ပြီးတော့မောင်သိန်းကိုရေနဲ့တောက်လိုက်တယ်။အုံးလေးပူလိုက်တာ။ဟဲ့ဘိုးဗျူနင့်ကိုထွက်တော်လို့ပြောနေရနော်။မောင်သိန်းကခေါင်းခါပြတယ်ဗျ။မူမကြီးကရေနဲ့ထတ်တောက်တယ်။မောင်သိန်းခင်ဗျာကျမ်းပေါ်မှာလူးနေတော့တာ။ အဲ့ဒါလိုဦးမကြီးကရင်နဲ့တောက်လိုက် မောင်သိန်းကလူတိုင်းလှိမ့်လိုက်နဲ့နိုင်ဝက်လောက်တာကြာသွားတယ်ဗျတရေကမထွက်ဘူးပြို့ဟဲ့ကောင်မကြီးတော်တော့ကွာမင်းကသူ့ကိုနှိမ့်ဆက်သလိုဖြစ်နေပြီကွာအဲ့ဒါလိုអော်ပြီးတော့အိမ်မုံပြေးတယ်လားတော့ဥပဒါပဲဗျဦးမကြီးကဥပဒါကိုတွေ့တော့နောက်ကိုဆုတ်သွားတယ်ဗျဥပဒါကတော့ဘာမှမပြောပါဘူးဗျမောင်သိန်းလက်ကိုပြေးဆွဲထူလိုက်ပြီးတော့မောင်သိန်းကဥပဒါရဲ့လက်ပုံရိမ့်ပြီးကြာသွားတာဗျဥပဒါလည်းသူ့ကိုယ်လုံးနဲ့ထိန်းထားတာပေါ့ ပြီးတာနဲ့ချုံဝဲချပြီးငိုရတာပေါ့ဗျာ။မြဲရည်တွေဆိုတာတပောက်ပေါက်နဲ့စီးကြလာပါရော။ဥပသာ မောင်သိန်းနှစ်ဖူအသာတက်ပြီးတယ်ဗျာ။တမီဘာဖြစ်ချင်းတယ်လဲ။ तू ဟာတမီကိုစော်ကားတယ်။ဒီကောင်ဘာလုပ်ခဲ့လို့လဲ။အမှန်တိုင်းပြောစမ်းတမီ။အဲ့ဒီညာသူတယောက်တည်းရွာပြင်းကိုလာတယ်။တမီရဲ့အခောင်းပွင့်ပြီးတော့နင့်ကိုငါကြိုက်တယ်လို့ပြောပြီးတမီပါကိုနန်းတယ်။အဲ့ဒါလို့ပြောတော့ကျုပ်တို့လည်းအံ့ဩသွားတာပေါ့ဗျာ။ ဒီကောင်နင့်ကိုတကယ်ပဲအဲ့ဒါလိုလောက်တာလားပြီးတော့ဒုတ်တချောင်းနဲ့တမီးရဲ့ဘာအတဏခေါက်ချစ်ချားတယ်ခေါင်းမှာပန်ထားတဲ့ပန်းတပွင့်ကိုလည်းယူသွားသေးတယ်တမီးမကျင်းတတ်ဘူးတမီးဒီကောင်ကိုမကျင်းတတ်ဘူးပြီးခဲ့တာလေပြီးပါစီတော့တမီးရဲ့ဦးကြီးဒီကောင်ကိုဆုံးမလိုက်မယ်ပြီးတော့တမီးကိုလည်းပြန်ပြီးတောင်းပန်ခိုင်းလိုက်မယ်တမီးကျင်းတတ်တော့နော်သူမြောက်ကိုရံပြူတာမကောင်းဘူးတမီးရဲ့ဦးပါသာပြောနေရင်နဖူးကိုလက်နဲ့တတ်ပေးနေတာဗျာ မောင်သိန်းကမျက်လုံးပြူးပြူးကြောင်ကြောင်နဲ့ကြည့်နေပြီးတော့နောက်တော့မျက်လုံးတွေမှိတ်ကျသွားတယ်။ခဏကြာတော့မှငုတ်တုတ်ကောက်ထိုင်ပြီးတော့မျက်လုံးပြူးမျက်စံပြူးနဲ့ဘေးဘီကိုကြည့်လိုက်တယ်ဗျ။ဘာဖြစ်တာလဲ။သူ့ဘာဖြစ်တာလဲ။ဦးမတ်ကြီးကလည်းဒီတော့မှလက်မှန်ချသွားတာပဲဗျ။သူ့လွယ်ကြီးသူ့ကောက်လွယ်ပြီးတော့အိမ်မောကနေဆင်းသွားပါရောဗျ။ဒီဘွဲမှာသူဆက်ပြီးရှိမနေတဲ့တော့ဘူးလို့ထင်သွားလို့နေမှာပေါ့။မောင်သိန်းကိုသူ့မေကပြေးပြီးမေးတယ်ဗျ။တာလီနင်းတည်သွားတဲ့ဘိုးပြူသွားနန်းနေဆို မောင်သိန်းခေါင်းငိုက်ဆိုင်ကျသွားတယ်ဗျပြီးတော့လေဆက်ခနဲ့ခေါင်းညိနေသူ့အမေဆိုရင်လေတော်တော်ကိုအံ့ဩသွားတာပေါ့နင်ဘာလို့အဲ့လိုလှုပ်တာလဲမောင်သိန်းကခေါင်းညိငုပ်ပြီးတော့ကြုံမားပါတယ်အမေအားကြုတ်ကိုရိုက်ဆမ်းပါအဲ့ဒီလိုပြောပြီးတော့ခေါင်းထိုးပေးတယ်ဗျဥပသာမောင်သိန်းစပင်ကိုဆွဲပြီးတော့ခေါင်းကိုဆွဲလန်လိုက်တယ်မောင်သိန်းဒီကိစ္စကမင်းအသားနာရုံနဲ့ပြီးတော့မယ်ကိစ္စမဟုတ်ဘူးကွာပြောစမ်းပါမင်းအမှန်တိုင်းပြောစမ်းပါ မောင်သိန်းလည်းဒီတော့မှကျုပ်ပြောပါမယ်။ပြီးခဲ့တဲ့တပတ်လောက်ကရွာပြင်ဇရက်မှာရသေးကြီးတစ်ပါးကိုကျုပ်တွေ့လိုက်တယ်။သူကဈေးတွေပေါ်ဆက်နေရရသေးကြီးတဲ့။သူကရွာနောက်ဖက်တောတိုင်းမှာနေမယ်ဆိုပြီးတော့ထွက်သွားတာပဲဗျ။ကျုပ်ကလည်းရွာเจ้าတွေမေးသေးတယ်။ကျုပ်လည်းသိတယ်လို့ဖြေလိုက်တာပေါ့။ဟုတ်တော့ငါလည်းမသိလဲပါလား။မောင်သိန်းအမေကပြောတယ်ဗျ။ ရသေးရသူရောက်နေရဘသူ့မှမပြောပါနဲ့တဲ့။နောက်ပြီးကျုပ်ကိုတခုပြောသေးတယ်။သူလိုအပ်တာကိုကူညီပေးရင်ကျုပ်ကိုလည်းပြန်ပြီးတော့ကျေးဇူးဆက်မယ်တဲ့ဗျာ။ဒါနဲ့ကျုပ်လည်းသူ့ကိုစားဖို့တောက်ဖို့ပို့ပေးရတာပေါ့။ပြီးတော့သူ့စီကပီယာစီတောင်းကြည့်တာပေါ့။အဲ့ဒီခါကျတော့ရသေးရအပြိုစင်လောင်းရဲ့ပါအတန်းနှခရရင်သူလှုပ်ပေးမယ်တဲ့။ဦးဝါသာကောင်းကျင်ပြီးတော့ဒါဆိုငါသိပြီ။ဒါနဲ့ပဲမင်းကတည်သွားတဲ့ဘိုးဖြူလောင်းစီကတန်းနှခကိုယူခဲ့တယ်ပေါ့။ဟုတ်သလား။ မောင်သိန်းကခေါင်းညိနေဗျတဏခေါတောင်ဒီတိုင်းမရဘူးတဲ့မသားကြီးရဲ့မျက်နှာကိုတရှာကြည့်ပြီးတော့နင့်ကိုငါကြိုက်တယ်နင့်ကိုငါချစ်တယ်လို့သုံးလေးကပြောရတယ်အဲ့လိုပြောရင်ဇတိအနေနဲ့ဘာကိုနမ်းရတယ်ပြီးတော့မှဘာကတဏခေါဒုံးနဲ့ချစ်ချာရတယ်တေတူပန်ထားတဲ့ပန်းတပွင့်ကိုလည်းယူခဲ့ရသေးတယ်ဗျဒါဆိုမင်းအဲ့ဒီပန်းကြီးသူ့ကိုပေးလိုက်ပြီလားမောင်သိန်းကကောင်းခါပြီးတော့ ကျုပ်နောက်နေတော့သူ့ကိုတွားစားပါတယ်ဒါပေမဲ့မတွေ့ခဲ့ဘူးဗျဒါနဲ့ပဲအဲ့ဒီထုံးလေးကိုအိမ်ုံပြန်ယူခဲ့တာဟော့ဟွာလွယ်ကြီးရအောက်ဖက်နာမှာကျုပ်လက်ကင်ဘွားနဲ့ထုတ်ပြီးတင့်ထားသေးတယ်ဦးဘသာကျုပ်ကိုလှမ်းကြည့်တယ်ဗျကျုပ်လည်းထားလိုက်ပြီးတော့မောင်သိန်းပြောတဲ့လွယ်ကြီးကိုတွားနိုင်လိုက်ပါရောလွယ်ကြီးအောင်နာမှာအဝတ်ထုတ်ကလေးဆမ်းပြီးလို့နှိုက်လိုက်တော့အပြာရောင်လက်ကင်ဘွားလီပါလာတယ်ဗျကျုပ်လည်းဂိုင်သာဂိုင်ရတာစိတ်ထဲမှာတည်ဘူးပါဗျဒါနဲ့ဦးဘသာကြီးကိုပြေးပြီးပြေးလိုက်တယ် ဘူဝတိုင်ရလက်ကင်ဘွားတို့ကိုတူးလက်ဝါးထဲမှာဖြေးကြည့်လိုက်တယ်ဗျ။အောင်းမာဒီကောင်တကယ်လှုပ်ထတာပဲ။လက်ကင်ဘွားထဲမှာပန်လေးတပွင့်ရယ်တဏ္ဍာအဖက်မှုန့်နေရတွေ့တယ်ဗျ။ဒူဇန်းနာရက်တီကြနေပြီမဲ့ပန်လေးကတော့လမ်းနေသေးတယ်ဗျ။ဘူဝတာအဲ့ဒီထုပ်လေးကိုမောင်သိန်းချီကိုတို့ပေးပြီးတော့ကဲမောင်သိန်းလက်ဟုတ်ချီလိုက်ပြီးတော့မင်းသူ့ကိုတေးချာချာတောင်းပန်စမ်းကွာ။မောင်သိန်းလည်းလက်ဟုတ်ချီပြီးတောင်းပန်ပါတယ်။ ငါနင့်ကိုလှုပ်ခဲတာကြီးတွေ့တောင်းပန်ပါလေငါ့ကိုခွင့်လွှတ်ပေးပါဘိုးဖြူရဘူပါသာပန်းကလေးကိုသူ့မျက်နှာနားကတ်လိုက်ပြီးတော့ကဲသမီးသူလည်းတောင်းပန်နေပြီပဲသမီးကျင်တတ်တော့နော်သမီးအတွက်မကြခင်ရက်လေလှုပ်ပေးမယ်ကောင်းမှုတွေလှုပ်ပေးမယ်သမီးအများတန်းယူပြီးတော့ကောင်းရမွန်ရသွားပါတော့ကွယ်ဘူပါသာအဲ့လိုပြောပြီးတော့အဲ့ဒီလက်ကင်ဘွားလေးကိုတည်တည်ချာချာပြန်ထုတ်ပို့လိုက်တယ်ဗျပြီးတော့မောင်သိန်းကိုထိုးပစ်လိုက်တယ်ကြောက်မောင်သိန်း မင်းဒီလက်ကင်ဘွားလေးယူပြီးတော့အိမ်ကနေပြေးတော့ရွာကိုနောက်ပြန်လှည့်မကြည့်နဲ့ပြီးရင်ရွာပြန်ရရိုးချောင်းတွေကိုလွတ်ပြစ်ပြီးချခဲ့စမ်းကွာမောင်သေးရမျက်လုံးပြူးနေလက်ကင်ဘွားတို့ကိုကြည့်နေတယ်ဗျကျုပ်ကျုပ်မလုပ်ချင်ဘူးဗျာကျုပ်ကြောက်တယ်အော်မာညနေတကောင်မตาကိုချစ်တယ်ပြောပြီးသွားနိုင်ခဲ့တဲ့ကောင်အခုじゃကြောက်တယ်လေဘူပါသာကြိမ်မောင်ပြီးတော့အဲ့ဒီထုပ်လေးကိုမောင်သိန်းဆွေမျိုးတွေဘက်ကိုထိုးပြီးတယ်ဗျဘယ်သူမှအဲ့ဒီထုပ်ကိုခံရဲပုံမပေါ်ဘူးဗျာ ကျုပ်လည်းအချိန်နေမှန်းတော့မှန်သိလိုက်ပါရဲ့ဒါနဲ့ဥပဒါနောက်ကနေအသားလေးထပြီးတစ်ဖက်လှည့်ကိုပြင်နေတော့မှာပဲဥပဒါကျုပ်ပစိုးစာကိုဆွဲလိုက်တယ်အလကောင်ဗျာဗျာမင်းမြန်သွားလိုက်ဆမ်းမကွာဟုတ်ဟုတ်ကဲ့ဥပဒါကျုပ်လက်ထဲကိုအထုပ်လေးပေးလိုက်တာနဲ့ကျုပ်လည်းအိမ်မောကပြေးစင်တာပါပဲဗျာအနောက်ကိုလှည့်မကြည့်ရဘူးဆိုလို့တစ်ချက်မှမလှည့်ဘူးပေါ့ဒီလိုနဲ့ဒုံဆိုင်ပြင်ရွာပြင်ရောက်လာတာပေါ့ဗျာ ။ဓမ္မနယ်လုံးရွာထားတဲ့မိုးကညက်နေတချီထရွာပြန်ပါပြီ။မိုးကောင်းငင်တစ်ခုလုံးအုပ်ဆိုင်ပြီးတော့မိုးတွေကတဲတဲမဲမဲကိုရွာပါရောဗျာ။ညက်နေလည်းဖြစ်ပြန်မိုးကလည်းမှောင်နေတော့အတော်လေးကိုမှောင်နေပြီဗျ။ရွာပြင်ရိုးချောင်းကိုဖျက်တဲ့တရားလေးစီရောက်တာနဲ့လက်ထဲကထုပ်လေးကိုရိုးချောင်းထဲကိုပြစ်ချလိုက်တော့တာပဲဗျာ။မိုးလည်းရွာထားတာဆိုတော့ရိုးချောင်းရည်ရည်စီးနေတာပေါ့။လက်ကင်ပေါ်ကပြပြထုပ်လေးကရိုးချောင်းရည်ထဲစီးပြီးမျောသွားတာမြင်လိုက်တာဗျာ။ကျုပ်လည်းအပြေးတစ်ပိုင်းနဲ့လှည့်ပြန်ခဲ့တာပေါ့ဗျာ။ ဒါနဲ့တော်တော်ဝေးဝေးလေးရောက်ရောအနောက်ကိုတစ်ချက်ပြန်လှည့်ကြည့်မိလိုက်တယ်ဗျ။အဲရိုးချောင်ကူတရားပေါ်မှာမိန်းကလေးတစ်ယောက်ကမတ်တက်ရက်လို့ဗျ။မိုးဆက်တီကြားထဲမှာတေးသေးကွဲကွဲမမြင်ရပေမဲ့အဲ့ဒီမိန်းကလေးကပိုးပြူမှာပိုးပြူအစ်စ်ပါပဲဗျ။ကျုပ်လည်းကြောက်ကြောက်နဲ့ဆက်ပြေးခဲ့ရတာပေါ့။ဒါကြောင့်မလုတဲ့နာရီမဆန်းတဲ့နာရီမဆန်းနဲ့လို့ငါပြောရတာပေါ့ကွာ။နောက်နေ့လေတဲ့စင်တော့ဥပဒိုင်းနဲ့အဲ့ဒီအကြောင်းကိုပြောမိသေးတယ်ဗျ။အဲ့ဒီရတဲ့ကြီးကလေတော်တော်ဆူဆူပဲနော်ဗျာ ဒါတမင်သက်သက်မောင်သိန်းကိုချုပ်ချသွားတာကွာနောက်ပြီးမောင်သိန်းပြောလိုက်တော့မှဘိုးဘျူလေးတည်တာတွေးယူသားယူမှ ဟုတ်ပါမလားလို့ငါတွေးမိတယ်မွေးဝေးကြိုက်ပြီးတည်တာဗျတွေးယူသားယူမဟုတ်လို့ဘာဖြစ်ရမှာလဲဥပါသာကောင်းခိုင်းရင်မဟုတ်ဘူးကွာမွေးကြိုက်တာတောင်မှကြိုက်တဲ့မွေးကတွေးယူသားယူမှ ဟုတ်ရဲ့လားလို့ကျုပ်လည်းအတော်ထူးဆန်းသွားတာပေါ့ဗျာဒါဆိုဘာလို့လောက်တာလဲလို့ဥပါသာထင်တယ် ငါစိတ်ထင်အဲ့ဒီရသေးကြီးကရိုးမှရိုးရလားလို့ကွာဥပါဒာဘာမှမပြောတော့ဘဲနဲ့ရင်းနှီးကွက်ကိုကောက်ကင်လိုက်ပြီးတော့တခုခုစဉ်းစားရင်တောက်နေလေရဲ့ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ကသိုလ်ရေးသားထားတဲ့ဆုံးဒီဥပါဒာနဲ့အပြူပါတနခါဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစာနေပဲဖြစ်ပါတယ်